်မေလ18ရက်နေ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြပါတယ်ပထမဆုံးပြောချင်တဲ့သတင်းကတော့နေတိုးကတော့ပွဲရှာလိုက်ပြီဖြစ်ပါတယ်နေတိုးတက်တွေဟာရုရှားနဲ့ယင်းနီးတဲ့မဟာမိတ်ဖြစ်တဲ့ဘယ်လာရုစ်နဲ့ဆက်နေမှာ လေထီတက်တွေနဲ့ဆင်းသက်ပြီးစည်ရေးလေ့ကျင့်နေတယ်ဆိုပါတယ်နေတိုတက်တရဲ့အဲ့ဒီလိုစီးရေးလိကျမှုဟာစီးရေးချိန်ချောက်မှုဖြစ်ဘယ်လာယူအာနာရှင်အလက်ဇန္ဒားလူကာရှင်ကိုကတတ်မှတ်ထားတာပဲဖြစ်ပါတယ် မြောက်တလန်တိတ်စည်ရမဟာမိတ်ဖွဲ့နေတိုးရဲ့ lady တက်သားတွေဟာလာဗီယာနိုင်ငံတွင်ဘယ်လာယုနေစနာမှာမေ16နှစ်က lady စစ်စင်ရေးကိုလိတ်ကျင်းခဲ့တာပါအမြန်တုံ့ပြန်ရေး2025နံပါတ်ပေးထားတဲ့စည်ရလိတ်ကျင်းရဲ့ဒဇေတပိုင်းဖြစ်လိတ်ကျင်းတာဖြစ်ပြီးတော့နေတိုးမဟာမိတ်ဖွဲ့ရဲ့အရှိတ်ချမ်းကို ကာကွယ်ဖို့အစဉ်အသင့်ရှိကြောင်းပြသဖို့ရည်ရွယ်ထားတာဖြစ်ပါတယ် စီလေဂျီအမစပိန်စတဲ့ Airbus A400M လိုင်းကကုန်စည်တင်တဲ့ Lady တက်သားတွေကိုဘယ်လာယူးနိုင်ငံရဲ့နမိတ်နာကလန်ဘီယာနိုင်ငံရှစ်တောင်ပိုင်းမှာရှိတဲ့မြို့မှာချပေးတာကိုလည်းပါဝင်လေ့ကျင့်ခဲ့ပါလေ။လန်ဘီယာမြို့သားဆောင်တမဟာတောင်းကတမဟာဟူကဒီလေ့ကျင့်ခန်းဟာမိမိတို့ကအကိုနိုင်ငံကိုကောက်ကွယ်ဖို့အသင့်ရှိနေတယ်ဆိုတာ NATO ရဲ့သတင်းစကားကိုပြသလိုက်တာပဲလို့ပြောပါလေ။ဒီအမြေကိုလန်ဘီယာစစ်သားတွေကမှ NATO တက်တွေကပါ ပူပေါင်းပြီးတော့ကောက်ွယ်သွားမှာပါဘယ်ရန်သူကမှကျူးကျော်တိုက်ခတ်လို့မရပါဘူးလို့သူကအလက်ဇန္ဒားလူကာရှန်ကိုကိုရည်ညွှန်းပြီးပြောနေပုံရပါလိမ့် first beat 2025ရဲ့နာမည်ပေးထားတဲ့ဒီစီးလေးချင်းမှုတွင်နီတိုရဲ့ပုံမှုကြီးမားတဲ့ defender 25ရဲ့ဒစိမ့်တစ်ပိုင်းဖြစ်ပြီးတော့လေးချောင်းစစ်စင်ရေးတွေအမြန်ထိုးဖောက်ဝင်ရောက်မှုနဲ့ နယ်ပယ်ဘောင်းဆိုစွန့်ညီတွေကိုဒီစစ်စင်ရေးကအဲ့လိုစိုက်ထားပါလေ။နော်ဝေး၊လက်ဗီးယား၊လစ်တူရေးနီးယား၊ဆွီဒင်နဲ့ဖင်လန်တို့ပါဝင်နိုင်ငံများပြားမှာမေ၁၁ကနေ၃၁အထိလေးကျင့်မှာဖြစ်ပြီးတော့အဲ့ဒီလေးကျင့်ကနေမှာအမြန်စိတ်ဝင်ထိုးဖောက်နိုင်ပြီးရွေးရှောင်းနိုင်မှုမြင်ပါတယ်။ဒိုးမြောက်စနစ်တွေကိုလေ့ကျင့်မှု၅ခုတော့မှပါဝင်မယ်လို့သိရပါတယ်။ဒီလေ့ကျင့်မှုတွေနဲ့ပတ်သက်ပြီးတော့လက်ဆန်နော်လူကာရှင်ကဘာမှမပြောရမယ့်တကယ်လို့ဒါစီးရေးလေ့ကျင့်မှုတစ်စုံတရာဟာ မိမိတို့ဘယ်လာယူစင်ပြေထဲကိုဝင်ရောက်လာမယ်ဆိုရင်တော့ဒါဟာကျူးကျော့ခြင်းပဲလို့ချိန်မောင်းထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းမုတ်ပြောချင်ပါတယ်။ Israel ကဂါဇာမြောက်ပိုင်းမှာဂီဒီယွန်မြေကစစ်စင်ရေးလုပ်ခဲ့ပြီးတော့အဲ့ဒီစစ်စင်ရေးရုပ်တံကို Israel စစ်တပ်ကအထုတ်လွှင့်ပြသခဲ့ပါတယ်။ဂါဇာကို Israel ကမေလ18ရက်နေ့အော်ဒါချင်ကလေးကအကြီးအကျယ်ဘုံကျက်တခဲ့မှုပင်ဂါဇာမြောက်ပိုင်းကလူဒါဇင်ပေါင်းများစွာအပါအဝင်လူ90ထက်မနည်းသေဆုံးခဲ့တယ်လို့အဂျာစီယာသတင်းဌာနကအစီရင်ခံပါတယ်။ ဂျာပါလီယာမျိုးကပြည်စည်းတဲ့မှာခလင်းငယ်လေးကိုရုပ်လောင်းလေးကိုလည်း သေးထုတ်ရယူပြီးဖြစ်တယ်လို့သိရပါတယ်။တောင်ကြနေမှာအစ္စရေးစစ်တပ်ကပါလက်စတိုင်းတွေကိုဂါဇာမြောက်ပိုင်းကနေထောက်ခေါက်သွားဖို့မိန့်ပေးခဲ့ပါတယ်။အစ္စရေးစစ်တပ်ဟာပါလက်စတိုင်းနဲ့မြေတွင်စစ်စင်ရေးချက်တွေကိုလည်းပါလက်စတိုင်းနဲ့မြေတွေမှာစစ်စင်ရေးထိန်းချုပ်မှုပြင်ဆင်မှုတစ်စီတစ်ပိုင်းဖြစ်ကြကြပြပြတိုက်ခိုက်ခဲ့ပါတယ်။ဒီတဖွဲ့ဝင်တွေကိုစုဆောင်းနေတယ်လို့ကြေညာပြီးတဲ့နောက်မှာတော့ဂါဇာမြောက်ပိုင်းမှာစစ်စင်ရေးလုပ်နေတဲ့စစ်သည်တွေကိုပြထားတဲ့ဗီဒီယိုမေလ18ရက်နေ့မှာထောက်လွှင့်ခဲ့ပါတယ်။လူသားချင်းစာနာထောက်လောက်မှုဆိုင်ရာအကူအညီတွေဝင်ရောက်နိုင်ဖို့ဂါဇာကမ်းမြောက်ကနေစစ်ကိတ်ကိုပြန်ဖွင့်ဖို့ဒါဂျန်နီဖွဲ့ကအစ္စရေးကိုတောင်းဆိုထားပြီး ဂါဇာမှာအစာရေစားငပြက်တာနဲ့နာကျင်တာတွေပဲကျင်ရင်းမယ်လို့သတိပေးထားပါတယ်။ဂါဇာမှာအစ္စရေးတိုက်ခိုက်မှုကြောင့်ပါလက်စတိုင်းအနည်းဆုံး9000ကျော်သေဆုံးပြီးလူသေ3000ကျော်ထဏ်ရထားပါတယ်။အပြည့်စည်တွေအောက်မှာပျောက်ဆုံးနေသူပေါင်းထောင်ချီရှိတယ်လို့ယူဆထားပြီးသေဆုံးသူအရေအတွက်ဟာ6000ကျော်ရှိတယ်လို့အစိုးရမီဒီယာယုံကသတင်းထုတ်ပြန်ပါတယ်။ 2023အော်တိုဘာ9ရက်နေ့မှာဟာမက်စ်ဘုကအရင်တိုက်ခိုက်မှုတွေနှစ်ဖက်တိုက်ပွဲတွေစတင်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ Israel တို့ရဲ့အဲ့ဒီစစ်စင်ရေးစတင်ပြီးနောက်မှာ Hamas တို့ကတော့ဒဇာဂန်တွေကိုပြန်ပြီးတော့လွတ်ပေးမယ်လို့ဆိုပြလိုက်ပါတယ်။မနေ့ကစနေနေ့ကကတ်တာနိုင်ငံတို့ဟာမောင်းဆွနစ်ပွဲအသစ်တွေကျင်းပပြီးတဲ့နောက် Hamas တို့ကဒဇာဂန်ကိုယ်ပြန်လွတ်မယ်လို့ဆိုပြပါတယ်။ရက်60ပြည့်ခတ်ရက်စည်းရင်း Israel ဘက်က Palestine ကျင်းသားတွေလွတ်ပေးအစီအစဉ်တွေပါဝင်တယ်လို့သိရပါတယ်။ အစိုးပြုထားချက်မှာဂါဇာကိုအကူအညီပစ္စည်းတွေတင်ထားတဲ့ truck ကတနည်းအစီး400ဝင်ရောက်ခွင့်ပြုဖို့နဲ့ဂါဇာကလူနာတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပြီးဖို့အချက်တွေပါပါတယ်။အစ္စရေးဘက်ကတော့ကြံရှိနေတဲ့ဒဇာကန်အလုံးအသက်ရှင်ကြောင်းသတိပြဖို့နဲ့အသေးစိတ်ချက်လက်တွေတောင်းဆိုထားပါတယ်။ကလဟာမတ်ရဲ့ဆိုဗီယက်ကိုအစ္စရေးတို့ကလူသိရှင်ကြားတုံ့ပြန်ခြင်းမရှိသေးဘဲဆွနုဘွက်တွေမစားခင် ပြောတာကဂါဇာကနေတပ်ဖွဲ့တွေကိုရုတ်သိမ်းမှမဟုတ်လို့စစ်ပွဲဆုံးသက်ရေးနဲ့ဂရီပေးမှမဟုတ်ဘူးဆိုပါတယ်အစ္စရေးစစ်တပ်ဟာစနေနေ့စောပိုင်းမှာ ဂီရီယိုစစ်စင်ရေလို့နာမည်ပေးထားတဲ့ထိုးစစ်ကြီးကိုကျင်းပခဲ့တာပါအစ္စရေးတိုက်ခတ်မှုကြောင့်ဂါဇာမှာကျောက်တော်ပရိနိကစာပြီးအနည်းဆုံးလူ300တေပြီလို့ကယ်ဆယ်ရေးဖွဲ့တွေကပြောပါတယ်မလာဆေရှင်ဒီမှာ200တာ2လတာကြာခဲ့တဲ့ပြစ်ခတ်ရေးဆေးပြတ်သွားပြီးနောက်အစ္စရေးကတိုက်ပွဲတွေကိုပြန်လည်စတင်နေတာဖြစ်ပါတယ်လူထောင်နဲ့ချီထပ်မံတည်ဆုံခဲ့ရပါတယ်ခုချိန်မှာတော့ပြစ်ခတ်ရေးဆေးရေးစွန့်ပွဲတွေကိုကာတာနဲ့အမေရိကန်တို့ဂျာဝင်ဖြတ်ဖြစ်သူတွေကတဆင့်ဒိုဟာမြို့မှာကျင်းပနေပြီလို့သိရပါတယ် ောက်ထပ်သတင်းမှုပြောချင်တယ်ဗျယူကရိန်းစစ်ပွဲရပ်တန့်ရေးကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ရုရှားသမ္မတပူတင်နဲ့တနင်္လာနေ့မှာဖုန်းပြောဆိုမှာဖြစ်ပြီးပူတင်နဲ့ဖုန်းပြောပြီးတဲ့နောက်ဇလန်စကီနဲ့လည်းစကားပြောမယ်လို့အမေရိကန်သမ္မတထရန့်ကပြောပါလိမ့်တကယ်လို့ပူတင်လည်းစီဝေးတက်မယ်ဆိုရင်ပြီးခဲ့တဲ့သတင်းဘက်ကပင်လယ်ခွေ့ဆွေးနွေးပွဲအတွက်တူရကီကိုလာဖို့ထရန့်ကကမ်းလှမ်းခဲ့ပြီးမယ်ပူတင်ကညှင်းဆုပ်ခဲ့ပါတယ်အဲ့နောက်ပိုင်းမှာထရန့်ကပူတင်ကိုတော်တော်လေးစိတ်ပြက်ခဲ့ပုံရပါလိမ့်အဲ့ဒီနောက်ပိုင်းမှာအမေရိကန် ဆိုရဖွဲ့အင်ဖီတော်ကနေပြီးတော့အေးသူတို့ကရုရှားမော်စကိုနဲ့ပဲတိုက်ရိုက်ဆူနေခဲ့လားပြောဖို့မရပါဘူးဒီလိုမျိုးသတင်းကိုလည်းမီဒီယာတွေမှာထုတ်ဖော်ခြင်းမရှိပါဘူးဒါပေမဲ့လိုဝတ်ဆူနေပွဲရပူတင်နဲ့ထွန်းလို့တွေ့ဆုံပွဲရှိနေပါလေရုရှားသမ္မတပူတင်နဲ့ယူကရိန်းသမ္မတဇီလန်စကီတို့၃နှစ်ကြာစစ်ပွဲတွင်နှစ်ဦးလုံးအပြစ်ခတ်ရစေသဘောတူဖို့ခံကာ၂ရောင်လုံးကိုဖိအားပေးနေတာပါပူတင်နဲ့ထရန့်ဖုံးပြမဲ့အချိန်ကတင်းလင်းလာနေမှာအရှိချမ်းဆက်လို့ချင်းမနေ့စနေလောက်ဖြစ်မလို့ထရန့်ကဆိုပါတယ် ်ပူတင်နဲ့ဖုံးပြောပြီးရင်ထရန့်ကနေတိုးစစ်မဟာမိတ်အဖွဲ့ဝင်နေနဲ့ဖုံးဆက်ဖို့လည်းမျှော်လင့်ထားပါတယ်။တော်ပြည်နိုင်ငံအစ္စတန်ဘူမှာရုရှားနဲ့ယူကရိန်းတို့ကြားသုံးနှစ်တွင်ပထမဆုံးမျက်နှာချင်းဆိုင်ဆွေးနွေးပွဲပြီးရပ်ပိုင်းကြမှာရုရှားသမ္မတပူတင်နဲ့စကားပြောမယ်လို့ဘရီယာသမ္မတထရန့်ကပြောလိုက်တာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးကိုတော့ရုရှားဘက်ကလည်းဒုဝန်ကြီးစင်တာတက်တယ်လို့ယူကရိန်းနဲ့အမေရိကန်ဘက်ကလည်းဝန်ကြီးအဆင့်သာတက်ပြီးတော့အစ္စတန်ဘူမှာဆွေးနွေးခဲ့ပါတယ်။ ဘာမှသဘောတူညီမှုမရဘဲနဲ့ဆွနဘွက်ကနှစ်နိုင်လောက်ပဲကြာပြီးပြတ်သွားပါတယ်။အကောင်းမြင်လို့ရတာတစ်ခုကတော့နှစ်ဖက်တုံးမဲ့တထောင်စီပြန်လွတ်မယ်ဆိုတဲ့ကိစ္စပဲဖြစ်ပါလိမ့်။နောက်ထပ်သင်းပုတ်ပြောချင်ပါလိမ့်။မက္ဆီကိုကရေတက်ရွက်သင်းပေါ်ကြီးဟာနယူးယောက်ဘရိုကလင်တရာကိုဝန်တိုက်မိမှုဖြစ်ခဲ့တယ်လို့သိရပါလိမ့်။မက္ဆီကိုရေတက်လေကျင်းရေရွက်သင်းပေါ်တစ်စင်းဟာနယူးယောက်ဘရိုကလင်တရာကိုဝန်တိုက်မိတဲ့အတွက်လူ2ဦးသေပြီး16ယောက်ထဏ်ရပါလိမ့်။ မက်စကိုတမနာကလော်ရီယာရှင်းမောကရေရင်မှုနဲ့တော့ဆုံးရှုံးလိုက်တော့ဝန်ထဲကြောင့်ထုတ်ပြန်ပါလိမ့်။ကိုအားဒဲမောလို့မိရတဲ့လူ289ကိုလိုက်ပွာလာတဲ့ဒီရွတ်သိမ်းမောဟာမေ16ညပိုင်းမှာ power loss ဖြစ်သွားပြီးတော့ broken bat chandra ရှိအောင်ဦးတည်လာတာပါ။ဗီဒီယိုပုံရိပ်တွေအရသိမ်းမောကြီးရဲ့ရွတ်တန်ကြီးဟာတရားနဲ့ဝန်တိုက်ပြီးပြီးရွတ်တန်ဒီပုံမှာရှိနေတဲ့သိမ်းမောသားတွေပြုတ်ကျပုံမှာမြင်ခဲ့ရပါလိမ့်။တရာအိုသိမ်းမောဝင်လိုက်တဲ့အချိန်ဤတဝဲကလူတွေဝရုံးလုံးကားဖြစ်ပြေးလွှားခဲ့တယ်လို့ရင်ကြောပိတ်ဆို့မှုတွေပါဖြစ်ကုန်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ကိုယ်ရဲတဲမော့တင်မော့ကြီးကိုအခင်းဖြစ်နေရတော့ဆွဲယူသွားပြီးဖြစ်ပြီးတော့ broken dra ကတော့အကြီးစားထိခိုက်မှုရှိတဲ့အတွက်စစ်ဆေးပြီးမှပြန်လဲဖွင့်လိုက်မယ်လို့သိရပါတယ်။ ရှေ298ပေးအကျဲပေး40ရှိတဲ့ဒီသင်းမောကြီးကို1982ကစတင်သုံးခဲ့တာဖြစ်ပြီးတော့ရေတပ်ဘူလောင်းတွေတင်နှံပြီးတဲ့အခါတိုင်းနှစ်စဉ်ရွက်လွင့်ထွက်ခွာလေးရှိပါတယ်။ EBC နဲ့ကမက္ဆီကိုကထွက်လာတာဖြစ်ပြီးအိုင်ယာလန်ဒီသွားဖို့ရည်ရထားတယ်လို့သိရပါတယ်။သင်းမောကြီးရဲ့ရွက်တွေဟာ148ပေးထိမြင့်ပြီးတော့ Progenitor ရဲ့ကဲလို့မြင်ကတော့135ပေးပဲရှိပါတယ်။ဒါကြောင့်အဲ့ဒီရွက်တွေနဲ့မလွတ်ဘဲနဲ့ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ ။နောက်ဆက်မှာတော့သင်္ဘောကြီးကိုလည်းပြည်ပြင်းထင်းထင်းလုပ်ငန်းတွေဆောင်ရွက်ရအောင်ပဲလို့သိရပါတယ်။နောက်ထပ်သင်္ဘောပြောချင်ပါတယ်။မရိကန်နယူးယောက်တက္ကသိုလ်မှာဂါဇာမှာဖြစ်နေတဲ့စစ်ပွဲတွေရှုတ်ချကြောင်းမိန်ကွန်းပြောခဲ့တဲ့ဘွယပီကြောင်တော်ကိုဘွဲလက်မှတ်ဆိုင်းငံ့လိုက်တယ်လို့သိရပါတယ်။ဂါဇာကမ်းမြောက်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကိုရှုတ်ချကြောင်းမိန်ကွန်းပြောဆိုခဲ့တဲ့တက္ကသိုလ်ကြောင်တော်တို့ရဲ့ဒီပလိုမာဘွဲလက်မှတ်ကိုဆိုင်းငံ့ထားမှာဖြစ်ကြောင်းနယူးယောက်တက္ကသိုလ်မှာကြေညာပါတယ်။ အဲ့ဒီကျောင်းသားဟာတက္ကသိုလ်စီမင်းစည်းကမ်းကို လိုက်နာဖို့ကနဦးကလေးကိုချိုးဖောက်ခဲ့တာလို့ဆိုပါလေ15ချိန်မြောက်ဘွယ်နေသိပင်ခန်းနာမှာဘွယ်ရကျောင်းသားလိုကန်လိုစုကသူ့ရဲ့ဘွယ်နေသိပင်မင်းကမှတက်ရောက်လာတဲ့သူတွေကိုပြောဖို့တင့်လျော်တဲ့အရာကတော့ပါလက်စတိုင်းမှာလက်ရှိဖြစ်နေတဲ့ရဲစက်မှုကိုအတိအမှတ်ပြုကျင်တာဖြစ်ကြောင်းပြောသွားပါလေဒီပြောဆိုမှုကိုတွန့်ပြန်နေနေတဲ့တက္ကသိုလ်ပြောရေးဆိုခွင့်ရှိသူဂျွန်ဗာဂန်မန်ကအခုခံနာပြီးမှကြီးညာချက်ထုတ်ပြန်ပါလေ ကျောင်းသားရဲ့ရွေးချယ်မှုကိုတက္ကသိုလ်ကပြင်းထန်စွာ ရှုတ်ချကြောင်းဖော်ပြပါတယ်။ American ပြည်တော်စုတဝမ်းမှရှိတဲ့တက္ကသိုလ်တွေပွဲနှင်းသမင်ရာသီနီကက်လာတာနဲ့မြားပါလက်စတိုင်းလူလာတဲ့ဆန္ဒပြပွဲတွေမှာပါဝင်တဲ့ကျောင်းသားတွေကို transfer ကပြင်းပြင်းထန်ထန်အရေးယူလျက်ရှိပါတယ်။ခုနှစ်ဆောင်းပိုင်းကနယူးယောက်တက္ကသိုလ်ပါဝင်တက္ကသိုလ်များပြားဟာ ဂျူဝါဒအစံကျင်ရေးဖြစ်စဉ်တွေကြုံတွေ့ခဲ့ရတယ်လို့တရားရေးဌာနကပြောပါတယ်။ဒီအကြောင်းသားရဲ့မိန့်ခွန်းတစ်လျှောက်မှာဂါဇာမှာရှိတဲ့အစ္စရေးရဲ့လူရဲကိုလူမျိုးတုံးတပ်ဖြတ်မှုအဖြစ်အကြင်ကြီးရည်ညွှန်းပြောဆိုပါတယ်။နိုင်ငံရေးရရစေးရပါအမေရိကန်ကကြောထောက်နောက်ခံပေးထားပြီးကျွန်တော်တို့ရဲ့အခွန်အရေးတွေကိုအရင်ပြုတ်သုံးဆွဲနေတယ်လို့သူကပြောခဲ့ပါလိမ့်။သူ့ရဲ့မှတ်ချက် ဒီဟာဒီရက်ဆက်ကြံ့ကြံ့မှုကြောင့်နူးညံ့တဲ့နှလုံးသားရှိသူတွေစိတ်ထိခိုက်ခံစားရသူအလုံးအတွက်ပြောဖို့ရည်ရွယ်တာလည်းလို့ဆိုပါလေ။သူမင်းကမှဂါဇာအကြောင်းပထမဆုံးပြောတဲ့အခါပြည်သက်တွေကအော်ဟစ်ကြီးအားပေးပါလေ။ဆရာဆရာမတို့ချို့ကလည်းလက်ခုပ်အောပါအားပေးခဲ့ပါတယ်။ပြည်သက်ချို့ကတော့လုံးဝလက်မခံကြောင်းအော်ဟစ်တန်တွေထွက်ပေါ်ပါလေ။ဒီအကြောင်းသားရဲ့အမိကိုတော့မဖော်ပြဘဲဂျွန်ဘက်ကမန်ကစင်းမောတက်ခဲ့တဲ့အကြောင်းသားဟာသူ့ကိုပြောဖို့ ရည်ရွယ်ထားတဲ့မိန်ကွန်းနဲ့လုံးဝမတူတဲ့မိန်ကွန်းကိုပြောခဲ့ကြောင်းဆိုပါတယ်ဒီချက်ဟာတက္ကသိုလ်စီကံစီမင်းလိုက်နာဖို့ကတိဖောက်ဖျက်ခဲ့တာဆိုပါလေဒီကျောင်းသားပွဲလက်မှတ်ကိုဆိုင်းငံ့ထားဖို့စီကံထိန်းသိမ်းရေးနဲ့အပေးယူအရေးယူဖို့ဆုံးဖြတ်ခဲ့ပါတယ်ပြည်ထောင်ခွင့်ရေးကိုလွယ်သုံးစားလုပ်လို့တက္ကသိုလ်အနေနဲ့စိတ်မကောင်းဘူးဆိုပါတယ်ဒီနေ့လာနေ့ညနေပိုင်းထိသူ့ရဲ့ကျောင်းသား profile ကိုတက္ကသိုလ် website မှာလုံးဝမတွေ့ရတော့ပါဘူး website ရဲ့တင်စီထားတဲ့ version ရဒီကျောင်းသားဟာ နိုင်ငံရေးစီးပွားရေးဘာသာရေးကိုအဓိကသင်ယူခဲ့ပြီးကျောင်းသားပြဿက်ဖွဲ့အဖွဲ့ဝင်တို့ဖြစ်ပါတယ်။ AB သတင်းရခုနှစ်ဘုန်းနေသမက်ခန်းနာမှာမိကုံးပြောဖို့သူ့ရဲ့အပေါင်းအမတွေကဒီကျောင်းသားကိုရွေးချယ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။နောက်ဆုံးနှစ်မြုပ်ပြောချင်ပါတယ်။သုံးနှစ်ဆက်တိုက်ဝင်ငွေအကောင်းဆုံးအားကစားသမားဖြစ်ဆီယိုနယ်ရိုကရက်တည်နေပါတယ်။ဆီယိုနယ်ရိုရဲ့နောက်မှာတော့ NBA Basketball ချဲဝင်းစတက်ဖန်ကာရီကဒုတိယနေရာဖြစ်တဲ့လက်ဝတ်ကျော်မတိုင်ဆန်ဖရီကတတိယနေရာမှာရှိပါတယ်။ အလီဖိုဗီးစ်မဂဇင်းရဲ့ဖော်ပြချက်အရအသက်40ရွယ်စီယွန်နေတို့ဟာကစားသမားဘွားတစ်ယောက်ဝင်ဝင်ကောင်းဆုံးသူဖြစ်ငါးကြိမ်နဲ့နဲ့ယက်တည်နိုင်ခဲ့ပါတယ်ခုနှစ်ထဲမှာစီယွန်နေတို့ဝင်ဝင်ကဒေါ်လာ15သန်းထပ်တိုးခဲ့ပြီးတော့စုစုပေါင်း285သန်းထိရှိလာခဲ့တယ်လို့ခန့်မှန်းထားပါတယ်အလီပမာနာကိုကမ္ဘာချန်ပီယံလဝိတ်သမားဟောင်းဖရိုက်မီဝါသာတူတီးတာကြော်ဖြတ်ခဲ့ပြီး2015တုန်းကဒေါ်လာသန်း300နဲ့2018မှာဒေါ်လာ285သန်းကျော်နေဖြစ်ပါတယ် 2022ဒီဇင်ဘာမှာတော့ပေါ်တူဂီတက်စီမူဆီယိုနယ်ဒိုဟာမြန်မာနဲ့လောက်ခနာဆောင်နယ်ဒိုစော်ဒီပိုလိတ်ကအန်အားစားအသင်းကိုပြောင်းရွှေ့တော့ပါလေ။ဒါအပြင်ဆိုရှယ်မီဒီယာပေါ်က follower စုစုပေါင်း939တန်းပါဝင်ကွင်းမြန်မာကြော်ညာတွေနဲ့ sponsor စာချုပ်တွေဟာဆီယိုနယ်ဒိုဝင်ငွေကိုအရန်မြင်မာသွားစေပါလေ။ Golden State Warrior အသင်းရဲ့ကစားသမားကာရီကတော့တော့3 pointer တွင်းမှုပေါင်း၄တောင်ပြင်းပြောင်းတဲ့ပထမဆုံး NBA ကစားသမားဖြစ်ခဲ့ပြီး ဒေါ်လာ156သန်းငွေရရှိထားပါတယ်။ကမ္ဘာ heavyweight champion single ထိုးသက်ပွဲမှာ Ukraine နိုင်ငံသား Alexandra Usyk ကိုရှုံးနေတဲ့ Tyson Fury ကလည်းဒေါ်လာ146သန်းနဲ့တတိယနေရာထိရောက်လာပါတယ်။သမိုင်းတလျှောက်ဆူနယ်တို့ရဲ့မဟာပြိုင်ဘက်ဖြစ်တဲ့လီယိုနယ်မက်ဆီကတော့တတိယနေရာကနေ5ဦးမြောက်နေရာထိကျဆင်းသွားပြီးဝင်ငွေကွာဟချက်လည်းအရန်ကြီးမားသွားတယ်လို့သိရပါတယ်။